တရုတ်ကျေးဇူးနဲ့ဖုံးရှုနေရတဲ့မင်းအောင်လိုင်းနဲ့တက်အခုလဲကြည့်ပါဦးတရုတ်အားကိုနဲ့စစ်လော်ဘီတွေဝိုင်းပစ်နေကြတာပါတကယ်သာတိုက်ကြစတဲ့ဆိုရင်မင်းအောင်လိုင်းတက်အနေနဲ့မင်းအောင်လိုင်းတက်တက်ပြန်ရဖို့မရှိပါဘူးမြောက်ပိုင်းတခွင်လုံးဟာတော်လန်ရေးအဖွဲ့အစည်းတွေအောက်မှာဖြစ်ပါတယ်မင်းအောင်လိုင်းပြန်တိုက်ယူနိုင်တဲ့နေရာရဲ့လို့ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ထိန်းချုပ်နယ်မြေတွေကဘယ်မျိုးများရှိလို့လဲလာရှိုးပြန်ပေးရတဲ့ကိစ္စအတွက်တော်လန်ပြည်သူတွေအနေနဲ့ဘဝင်မကြမှုခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများရှိနေတာကို တွေ့ရတယ်လို့တက်ထောက်ခံသူများအမျိုးပါသာသာသနာကိုဥထိတ်ထားပါတယ်ဆိုတဲ့အမျိုးသားရေးဝါဒီသမားတွေကလည်းကျေနပ်သူရှိတယ်လို့မကျေနပ်သူများလည်းရှိနေပါတယ်။ဒါဟာလက်ရှိလာရှိုးနဲ့ပတ်သက်ပြီးမြင်တွေ့ရတဲ့လူမှုကွန်ရက်ပေါ်စိတ်ခံစားချက်တွေဖြစ်ပါတယ်။ဒီနေရာမှာပထမဆုံးတက်ထောက်ခံသူများအနေနဲ့လာရှိုးပြန်ရပြီးတက်မတော်သားတွေမျိုးရဲပြန်ဝင်ကြောင်းပြောဆိုနေပေမဲ့တကယ်တွက်ကြည့်မယ်ဆိုရင်တော့မင်းအောင်လိုင်းအတွက်တမိုင်းစူးကြီးဆိုတာကိုလည်းစစ်လော်ဘီတွေတိမဲ့ထင်ပါတယ်။ ။ဘာလို့လဲဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေမှာစစ်တပ်ဘက်ကအရေးချင်းမရှိသူရဲဘော်ကြောင်ခဲ့တဲ့အတွက်စစ်တုံးမင်းများစွာဖမ်းဆီးခံခဲ့ကြရတဲ့လက်နက်ခဲယမ်းတွေဟာလာရှူမျိုးနဲ့အတူတကဆ6ခုထဲမှာအခိုင်အမာဆုံးဖြစ်တဲ့လောက်ကင်နာကဆကူပါလက်လွတ်လိုက်ရတဲ့အတွက်ရုံထိုင်စရာပါပျောက်သွားရတဲ့အထိဖြစ်သွားရတဲ့ဖြစ်စဉ်ဟာမင်းအောင်လိုင်းလက်ထက်မှာတမိုင်းဆိုးနဲ့ကြံခဲ့မဲ့စစ်တပ်ဖြစ်ပါတယ်အခုလည်းကြည်ပါအောင်တရုတ်အာကိုနဲ့စစ်လော်ဘီတွေဝိုင်းပစ်နေကြတာပါ တကယ်တာတိုက်ကြစတန်းဆိုရင်မင်းအွန်လိုင်းတက်အနေနဲ့မင်းအွန်လိုင်းတက်တက်ပြန်ရဖို့မရှိပါဘူး။မြောက်ပိုင်းတခွင်လုံးဟာတော်လန်ရဲ့အဖွဲ့အစည်းတွေအောက်မှာဖြစ်ပါတယ်။မင်းအွန်လိုင်းပြန်တိုက်ယူနိုင်တဲ့နေရာရဲ့လို့ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ထိန်းချုပ်နယ်မြေတွေကဘယ်မျိုးများရှိလို့လဲပြန်လည်တိုက်ယူနိုင်စွမ်းမရှိတဲ့အတွက်ရှေ့ပိုင်းမှာတရုတ်ကူညီနဲ့ညီနောင်မဟာမိတ်များကိုစစ်ကောင်စီဟာအချင်းချင်းခါခါဆွေးနွေးခဲ့ရတာပါ။ ဒီဆွေးနွေးပွဲတွေမှာလည်းညီနောင်မဟာမိတ်တွေကအမြဲတားစီရခဲ့လို့စစ်တပ်လူကျင်တာတခုမှမအောင်မြင်ခဲ့တဲ့ဆွေးနွေးပွဲတွေဆိုတာအားလုံးသိဖြစ်တယ်။2029ပထမပိုင်းမှာအထည်နာပြီးနောက်စစ်တပ်ဟာမြောက်ပိုင်းညီနောင်၃ဖွဲ့အနောက်မှာတရုတ်ဟာပတ်မိုးကူညီနေပြီးကျူးကျော်စစ်ပုံစံနဲ့မြန်မာနိုင်ငံကိုနယ်ချက်ကြောင်းစစ်ကောင်စီမီဒီယာတွေကနေဆွဆွဲပစ်တင်ခဲ့တယ်လို့စစ်လော်ဘီတွေကလည်းဆန္ဒထုတ်ဖို့ဆွဆွဲပစ်တင်ကြပါတယ်။တရုတ်တန်ယုံ page အောက်မှာပါ အစုလိုက်အဖွဲ့လိုက်မန်းခဲ့ကြပါတယ်2029ဒုတိယလိုင်းမှာဆူဆူရွရွထပ်မံအထိနာခဲ့ပြီးတမိုင်းတင်ခံရမယ့်ရှုံးနိမ့်မှုတွေထက်ကြုံလာရချိန်မှာစစ်ကောင်စီဟာစစ်လော်ဘီတွေကနေတဆင့်လမ်းမထက်ပေါ်တရုတ်စန့်ကျင်ရေးဆန္ဒပြမှုတွေလုပ်ခဲ့ကြတယ် တရုတ်ကျူးကျော်စစ်လို့စစ်လော်ဘီတွေကတဆင့်စစ်အုပ်စုဟာအတီအလင်းထုတ်ဖော်ပြောကြပြီးတရုတ်စန့်ကျင်ရေးတွေအများပြားဆော့ခဲ့ကြပါတဲ့မင်းအွန်လိုင်းကိုယ်တိုင်ဒင်းတို့ပိုင်ရုပ်သက်ဌာနတွေကနေရှေ့ထွက်လာပြီးရှမ်းမြောက် EAO တွေအပေါ်တရုတ်ကလက်နက်နဲ့နှီးပညာပိုင်းအများပြားထောက်ပံ့ပေးခဲ့တယ်လို့တရုတ်ပေါ်ဆွဆွဲပြစ်တင်မှုတွေအများပြားပြောဆိုခဲ့ပါတယ် အဲ့ဒါကိုပဲတရုတ်ဘာသာနဲ့စာတန်းထိုးကလူသိရှင်ကြားတရုတ်ကျူးကျော်စစ်ပြုတ်လုပ်တယ်ဆိုပြီးပေါ်လွင်အောင်တစ်ဖက်လဲနဲ့ပြောဆိုပြီးပြည်သူလူထုကိုသိစေခဲ့ပါတယ်စစ်ကောင်စီဟာတရုတ်ကိုအပုတ်ချခဲ့ပြီးမှစစ်လော်ဘီတွေကပတ်ပေါင်းဆောင်ကနေပြစ်တင်ဝေဖန်မှုတွေလမ်းပေါ်ထွက်ဆန္ဒပြမှုတွေမျိုးစုံလုပ်ပြီးမှအခုတော့တရုတ်ကိုကျေးဇူးရှင်ကြီးလိုလုပ်ပြနေပြန်ပါတယ်လာရှိုးပြန်ရခဲ့ခြင်းကဘလို့နီးနဲ့တွေးတွေးကြီးဖောက်เสียရမလို့ပဲရယူနိုင်ခဲ့ခြင်းဟာနှလုံးရည်ဖြစ်ရခဲ့ကြောင်း စစ်တပ်ထောက်ခံသူနဲ့လော်ဘီတွေကတော့မချစ်တင်ကဲဂုံလုတ်ပြောဆိုနေကြပါတယ်အဲ့ဒီလော်ဘီတွေရဲ့ပြောဆိုမှောက်မှာစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်အတွက်မြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှုပဲအရာတွေဖြင့်လဲလှယ်လိုက်ခြင်းဖြစ်တယ်လို့ဆိုတာဘယ်သူမှမသိရတယ်လို့ထုတ်ဖော်ပြောဆိုမှုရှိတာဟာထူးခြားပါတယ် ဘာကြောင့်လဲဆိုရင်စီးပွားရေးအင်အားကြီးတရုတ်ဟာသူ့အတွက်ပါအကျိုးခံစား권မှာမရယူပဲယခုလိုဂျားဝင်ဖြည့်ရှင်းပေးမှာမဟုတ်တာသူငယ်နှက်စားကလေးတငယ်များရဲ့အုံနောက်လောက်ပင်တွေးဆနိုင်ပါလိမ့်မယ်စီးပွားရေးအင်အားကြီးတရုတ်ရဲ့အလိုကျလိုက်ရုံးမှုမှာတေချာတာကတော့အာနာတိန်စစ်အုပ်စုဟာသူတို့ပိုင်ဆိုင်မှုများတဲ့ကအပမခံတဲ့နိုင်ငံရဲ့ပိုင်ဆိုင်မှုများထဲမှာဖက်ပေးရခြင်းကတော့တေချာနေပါတယ်တရုတ်စီးပွားရေးကလည်းမြန်မာနိုင်ငံမှာစစ်တပ်နဲ့ပေါင်းပြီးနှစ်ပေါင်းများစွာလှုပ်လာခဲ့တာပါ မြစ်ဆုံးစီမံကိန်းကအားလုံးအသိဖြစ်တဲ့ကျေးနီတောင်လိုနေရာမျိုးမှာအခုထိပြည်သူတွေကိုဒုက္ခပေးနေပြီးတော့အခုတိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူကစီမံကိန်းတွေမှာလည်းတရုတ်ရဲ့အကျိုးစီးပွားတွေကအများကြီးရှိနေတာပါ2025ခုနှစ်ဧပြီ16ရက်ကတည်းကလာရှိုးမျိုးကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တိတ်ရှိကျွင်းဥဆောင်တဲ့အဖွဲ့ဟာပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ကိုဖွဲ့ထားပြီးတော့စစ်တပ်ရဲ့ဆက်ရဖားနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနေရာချပေးနေတယ်လို့အဲ့ဒီမှာရောက်နေတဲ့ခမရတရင်တစ်ခုကပြောပါတယ် ဧပြီ20ရက်ပြင်ဦးလွင်တက်နယ်မှာပြုလုပ်တဲ့အစည်းအဝေးမှာမင်းအောင်လိုင်ကလာရှုံမြို့အတွင်းတက်နေရချရေးကိစ္စမှာတရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတက်တွင်းမကျေနပ်မှုများဖြစ်ပေါ်တာကြောင့်တရုတ်မကောင်းကြောင်းမပြောရရင်ဂျေဆုရှင်ကိုစော်ကားမှုမပြုလုပ်ရန်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ မင်းအောင်လိုင်းတို့အတွက်တော့တရုတ်ဟာကျေးဇူးရှင်ဖြစ်သွားရပြန်ပါပြီ။ဘလောက်အထီးလဲဆိုရင်လာရှိုးမှရှိတဲ့စစ်ကောင်စီလက်အောက်ခံတွေဟာတရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောသမျှနားထောင်ပြီးတော့လမ်းညွှန်ချက်တွေအကုန်လိုက်နာပြီးတော့တရုတ်အဖွဲ့စိတ်ညူခြင်းအောင်မလုပ်ဖို့အထိအမိန့်ပေးခံထားရပြီးတော့ တရုတ်အဖွဲ့ကသာညွန်ညင်းမဲ့ဆိုရင်စစ်ကောင်စီလက်အောက်ခံတွေဟာစုံကုံဖွဲ့အစ်စ်ခံရပြီးတော့ဇက်တူသားစားခံရမှာဖြစ်ပါတယ်စစ်ကောင်စီတဲ့အနေနဲ့လာရှုကိုပြန်ပြီးနေရယူရဲဆိုတာအင်အား300ကိုပဲလက်ခံထားတာပါကားရန်တွေနဲ့ဝင်လာပြီးလို့အားလုံးကိုတလက်တစ်ချက်မဖောက်ပဲနှလုံးရည်နဲ့တိမ့်နိုင်ပြီးလို့ပြောပြီးတင်နေတဲ့စစ်ကောင်စီလော်ဘီတွေမတိသေးတာကလာရှိုးကိုတရုတ်ကထိမ့်ချုပ်ထားပြီးစစ်ကောင်စီတပ်ကဟန်ပြမျိုးစောင့်တဲ့အဆင့်လောက်ပဲဖြစ်နေမယ်ဆိုတာပါပဲ ဒါကိုကြည့်ရင်မင်းအောင်လိုင်းရဲ့လာရှိုးဆိုတာကြီးကတရုတ်ရဲ့ကစားကွင်းဖြစ်သွားပြီးတရုတ်လက်အောက်ခံဖြစ်သွားခြင်းကိုဖော်ညွှန်းနေပါတယ်။မင်းအောင်လိုင်းအကြံထဲမှာတော့ရွေးကောက်ပွဲလုပ်ရရင် ပြီးရောဆိုတာမျိုးပါနိုင်ပါတယ်။တရုတ်ရဲ့ဖိအားကြောင့် NNDAA ဟာလာရှိုးပြန်ပေးလိုက်ပြီးကိုယ့်ရည်ချင်းနဲ့ပြန်လည်တိုက်ယူနိုင်ခြင်းမရှိတဲ့စစ်ရှုံးကောင်စီအတွက်အောင်ပွဲရစစ်တီတော်များအတွင်ဖြင့်မဝင်ရဲတာကိုတွေ့ရကြပါလိမ့်မယ်။ ရင်နှင်းအများပြအုံပြုပြီးထောက်ခံသူများအတက်ဆရာဖြစ်အဆက်ပြေလှုပ်ဆောင်ပြလိုက်ပေမဲ့ရုံသုံးပစ္စည်းများအ धिक ထားတည်ယူရပြီးအင်အားနှိမ့်ငယ်သာဝန်ခံခြင်းကြောင့်စစ်ကားများမှအမိုးကာများလုံခြုံစွာချထားပြီးတခိုးဝင်ခြင်းမျိုးဖြစ်ဝင်ရောက်လာခြင်းပုံပေါ်မှာဖြစ်နေပါတယ်။တကယ်တော့လာရှုပ်ပြန်ရတဲ့ဆိုတဲ့မင်းအောင်လိုင်းတို့အတွက်အတောင်လေးရှက်စရာကောင်းလာပါတယ်။အဲ့ဒါတွေပြင်စစ်ကောင်စီဟာလက်နက်ခဲယမ်းအမြောက်များဆုံးရှုံးခဲ့ရမှုနဲ့အတူဧပြီလ22ရက်နေ့မှာစစ်ကောင်စီတက် NNDAA တပ်ဖွဲ့တရုတ်ဆိုရအထူးကိုယ်စားလှယ်ရရှိမှာ NNDAA တပ်ဖွဲ့ဘက်ကလာရှိုးအချင်းထောင်ကိုဖွင့်ပေးလိုက်ပြီးဖမ်းဆီးခံထားရတဲ့လက်ကျန်စစ်တုံးမှန်ကလွဲလို့အခြားအချင်းသားအလုံးကိုလွှတ်ပေးလိုက်ရပါတယ်စစ်တုံးမှန်တချို့ကိုဆက်လက်ထိန်းသိမ်းထားဖို့လောက်ကင်ကိုခေါ်ဆောင်ခဲ့တာကြောင့်စစ်တုံးမှန်တွေလည်းမရရှိတဲ့တရုတ်ကူညီနဲ့အမိခံရယူနိုင်တဲ့အခွန်အာရယူလိုက်ခြင်းမျိုးဖြစ်ပါတယ် နောက်တစ်ချက်ကအမျိုးပါသက္ကတနာဥထိပ်ပန်သူအမျိုးသားရေးဝါဒီတမားများအနေဖြင့်ပောက်ကွဲမှုမကျေနပ်မှုများမြင်တွေ့ရတဲ့အခါဒါဟာဖြစ်တဲ့လုပ်ရက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မင်းအွန်လိုင်းကိုယ်တိုင်ကစစ်ရှုံးခဲ့ချိန်မှာကျူးကျော်စစ်ပါဆိုပြီးထုတ်ဖော်ပြောဆိုခဲ့ပြီးပြန်လည်တိုက်ယူနိုင်ခြင်းမရှိ။ညှိနှိုင်းမှုအချိန်ချင်းခါကပြုလုပ်တော်လဲလက်မခံတဲ့ဖြစ်ရပ်များရှိထားခဲ့ရာကနေအခုလာရှုပ်ပြန်ရခြင်းပေါ် ကြည်ဖောက်เสียရမလို့ပဲပြန်ရယူခြင်းဟာအပေါ်မှာဖော်ပြခဲ့တဲ့တရုတ်ကြားဝင်လုပ်ရက်များအရာစစ်ကောင်စီကိုအပြည့်အဝလုတ်ပိုင်ခွင့်ရမှာမဟုတ်တဲ့တရုတ်ရဲ့ကျူးကန့်ချက်လည်းမှုခံရမယ်လာရှိုးဖြစ်အရေးအငွေများမြင်နေရပါတယ်တော်လန်ပြည်သူများအနေနဲ့တိုက်မီယူနိုင်တဲ့စစ်ကောင်စီတပ်သားများရဲ့စီရေးစွမ်းရည်တရားဝင်ဝင်ခံလိုက်မှုကိုမြင်ရခြင်းတရုတ်ကူညီနဲ့အချင်းချင်းခါခါကြားဝင်ညှိနှိုင်းတောင်းယူတော်လဲပေးခြင်းနဲ့ဆန္ဒသာအမှန်တကယ်ရှိပါကပထမဆုံးအကြိမ်နဲ့တင် NNDAA ကပေးမှဖြစ်ပါတယ် အခုမှပေးရခြင်းမှာဘလို့လက်ွက်ရှိမလဲဆိုတာစီရေးအရာခံမရခက်ပါတယ်။လာရှိုးကို အပေးပြပြီး NNDA ဟာညီနောင်မဟာမိတ်ကိုတုံးဖွဲ့ပေါင်းဖွဲ့စည်းထားတဲ့အတွက်တကောင်ကျွေးပြီးအခြားတစ်ဖက်မှာဘယ်နှကောင်ပြန်စားမလဲပြန်စားနေတဲ့ထဲပါဝင်နေလဲဆိုတာလည်းဘယ်သူမှမသိနိုင်ပါဘူး။နောက်ပြီးတော့2029ရဲ့အောင်ပွဲတွေဟာလည်းတမိုင်းတစ်လျှောက်တည်ရှိနေမှာပါ။လာရှိုးတိုက်ပွဲမှာပါဝင်ခဲ့တဲ့အခြားသောတပ်ရင်းတပ်ဖွဲ့မဟာမိတ်တွေအနေနဲ့လည်း NNDAA ရဲ့လာရှုလို့ရဲ့အပေါ်မှာတခုခုတည်ထားရလို့ဒါဘာတမ်းမှမထွက်ပဲရှိကိုပဲဆက်သွားနေကြတာဖြစ်ပါတယ်။မြောက်ပိုင်းညီနောင်၃ဖွဲ့တဲကအရခတ်တတော် AA ရဲ့တိုက်ပွဲများမနာရန်ထိုးစစ်ဆင်နိုင်မှုအင်အားနောက်တစ်ချက် April 10ရက်နေ့မှာငလင်တန်ကြောင့်ညီနောင်မဟာမိတ်၃ဖွဲ့ပေါင်းပြီးထိုးစစ်ရနာကြောင်းစာထုတ်လိုက်မှုဟာကူပေါင်းဝင်တိုက်နေကြောင်းသိတာနေခြင်းနဲ့အတူ ဧပြီ10ရက်နေ့အာရခတတော်16နှစ်ပြည့်တတော်နေ့မှာပေးပို့ခဲ့တဲ့တဝန်လွာရဲ့အဆုံးမှာတော့မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့သည်အခက်ခဲပြည်အပေါင်းစုံကိုနီလန်းမျိုးစုံဖြင့်ညီညွတ်စွာအတူတကွာဖျက်ချော်ပြီး2029ဆစ်စင်ရေးစီမံချက်လိုင်းများနဲ့အတူဒေါ်လာရေးအောင်ပွဲရောက်ရှိသည့်အထိခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့်စီးလုံးညီညွတ်ပါမည်ဟုအလေးအနက်ကတိပြုပါသည်ဟုထုတ်ပြန်ပါသည်ဒီချက်တွေကိုကြည့်ပါက စစ်အာဏာရှင်အမြင့်ပြတ်ဖို့တိုက်ပွဲဝင်တဲ့ကာလအတွင်းစည်ရေးပရိရေကျွေးဝမှုကိုခံမှန်းဖို့မလွယ်ကူနိုင်တဲ့အကြောင်းအရာများရှိနေပါတယ်။နောက်တစ်ခုကမြောက်ပိုင်းညီနောင်မဟာမိတ်၃နဲ့အတူမဟာမိတ်ပြုလုပ်ထားတဲ့အခြားသောတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရှိနေတယ်ဆိုတာသတိချက်ရမှာပါ။ လက်ရှိအချိန်ထိစွမ်းရည်ပြေးွားတဲ့ဒေါ်လန်တပ်ဖွဲ့များရဲ့အောင်ပွဲများကဆက်လက်ရရှိနေတာကြောင့်ဒေါ်လန်ပြည်သူများစိတ်ပျက်စရာမလိုပဲနိုင်ရာတာဝန်ဖြင့်ဆက်လက်ချီတက်ကြပြီးပြည်ရဲ့ကြွေးဝါလာတဲ့စီးရီးကစားကွက်ကိုအသာစီးကစောင့်ကြည့်ရမည်ဖြစ်ပါတယ်။